ော့ဒီမှာပါပြောနေတယ်ဆိုတော့ဗောနော်ဟိုအဲမသားလုံးမယ်ဆိုရင်ဗောနော်ဟိုအချိန်ဘေးဘီစဉ်းစားဗောနော်အချိန်ဘေးဘီစဉ်းစားဆိုတဲ့ဟာတွေကိုအဲကျွန်တော်ပြပြချင်တာဗောနော်ဘာလဲဆိုတော့ဟိုတင်မောသားကျွန်တော်ကျွန်တော်တကယ်တရားအကြံပေးတယ်လို့ဗောနော်ကျွန်တော်တင်မောသားဟိအောင်ငါတင်မောတက်မယ်ဗောနော်ခင်ငါ့ကိုနည်းနည်းပါကူညီပါပါညာပြောရချင်းပါတော့ပါပဲဆိုတော့တကယ်ချင်းနဲ့တင်မောမှာတော့ဟောက်တက်တဲ့အင်ဂျင်ကယ်လီဗောနော်မတ်စမန်ကယ်လီပိုင်းဗောနော်ချက်ချီး ပတ်သွားမှလားမင်းတက်သွားမှလားအရင်သွားမှလားအဲ့လိုမေးတယ်ပေါ့နော်မင်းအဲ့ဒါကိုတဲ့အချိန်တစ်လလောက်ယူပြီးစဉ်းစားတဲ့အဲ့လိုပေါ့နော်ကျွန်တော်ကျွန်တော်သူကသူ့ရဲ့ကြော်ပြပြပါအဲ့လိုပြောပေါ့နော်မင်းအချိန်တစ်လလောက်ယူ easy စဉ်းစားပေါ့နော်ပြီးတော့မှမင်း decision ရှာဆုံးဖြတ်ချပေါ့နော်ဆုံးဖြတ်ချိုင်မှလောက်ပေါ့နော်အဲအဲ့ဒါနဲ့ तू तू ကျွန်တော်ကိုပေးတဲ့အဲ့လိုပေါ့နော်အချိန်အချင်းတလားအတွင်းမှာပေါ့နော်အချင်းတလားအတွင်းမှာ easy အဲ့လိုအချင်းယူပြီးအချင်းယူပြီးလောက်ကြည့်တာပေါ့နော်အချင်းယူပြီးအဲ့လိုစဉ်းစားလိုက်တဲ့အခါမှာကိုက ဟိုဘာနဲ့အဆင်ပြေလဲဆိုရဲဟာဘူးပေါ့နော်ဘယ်ဘာနဲ့အဆင်ပြေလဲဆိုရဲဟာမျိုးကိုကိုကိုရှာတာပေါ့နော်ဥမာကိုကဒီနံပါတ်1ကကျွန်တော်တို့ဆိုတာဒီအဲဒီတော့ကဘယ်လောက်ကျွန်တော်အသက်30လောက်မှစထိုင်တာထိုင်တာဆိုတော့အသက်ကအသက်ဝေရာကျွန်တော်ဓာတ်ရုပ်အင်ဂျင်လို့ကျွန်တော်စိတ်ဝင်စားတော့ပေါ့ဒါပေမဲ့ကျွန်တော်မှာမနိုင်ပွင့်နေဒီဟိုမက ानिक နဲ့ပတ်သက်တဲ့ service တွေပဲရှိတယ်ဒါပေမဲ့ဒါတွေရဲဟို30မှာဝင်မှာဒါတွေရဲထားလိုက်မေးတယ်ပေါ့အဲ့တော့ကျွန်တော်ဘာလောက်တော့ဝန်နာပါဆိုတော့ကျွန်တော်အဒီချက်တာပြုတ်တာကိုဝန္နာပါဝန္နာပါပြီးတော့ဘာဘာလုပ်နေရရင်တော့စီကကိုဘာလုပ်နေရရင်ပျော်လဲဆိုတဲ့ဟာကိုအဓိကစဉ်းစားတာပေါ့နော် အာဘာလို့နေရကိုပို့ပြောလဲဆိုတဲ့ဟာကိုစဉ်းစားအဲ့ဒါနဲ့ကျွန်တော်စဉ်းစားပြီးတစီရင်ချလိုက်တာပေါ့နော်ဆုံးပြချလိုက်တာတကယ်တမ်းတကယ်တမ်းလဲကိုစဉ်းစားတဲ့ဟာနဲ့ကိုဟိုကိုစဉ်းစားရတာနဲ့ကိုရွေးချယ်တာနဲ့ဟိုထပ်တူကြတယ်ပေါ့နော်အဲ့တော့ဟိုတင်းမောမှာကိုချက်တာပြုတ်တာကျွန်တော်ဒီပိတ်ရလည်းမရှိဘူးပေါ့နော်တင်းမောကျတင်းမောမှာဒီခဲမဒီကျွန်တော် mass man နဲ့ချက်ကြီးဆိုရင်ပိတ်ရလည်းမရှိဘူးမရှိတော့အဲ့လိုမျိုးပုံစံမျိုးနဲ့ကျွန်တော်စဉ်းစားပြီးတော့မှဒီတင်းမောသားလိုက်ဖို့ရွေးရွေးချယ်တာပေါ့နော် ဲ့တော့တကယ်လို့အဲတင်ပေါ်တဲ့ live ကိုရေးမယ်ဆိုရင်အဲ့လိုပေါ့နော်ကိုကိုကိုအချိန်ပေးပြီးဟိုအရင်စဉ်းစားကြည့်ပေါ့နော်ဘာလို့ဆိုတော့ဟိုဒီတင်ပေါ်မှာကြတော့ဗျာတမန်ဟိုနည်းနည်းနေတိုင်းကလူပေါင်းစုံနဲ့တွေ့ရမယ်ပြီးရင်လူပေါင်းစုံနဲ့ကိုလူမျိုးချင်းချင်းတွေ့ရမယ်တခြားလူမျိုးတွေနဲ့တွေ့ရမှာပေါ့နော်အဲ့တော့စိတ်မဆင်ဟာအပြင်ကကိုကနည်းနည်းလေးအော်ဘယ်လိုပြောမလဲကြိုတင်ပြင်ဆင်ထားရတာမျိုးတွေပေါ့နော်။နည်းနည်းအဲရှိတယ်ပေါ့။အဲ့တော့ကိုကို တေချာစဉ်းစားပြီးမှဆုံးဖြတ်ပြီးမှာပဲအာရွေးရဖို့ကောင်းတယ်ပေါ့နော်အဲ့လိုပစံရလို့ဒီလစာအများကြီးရလို့ဆိုတာတက်ပေါ့နော်ကဲကိုတကယ်လို့မဖြစ်နေရွေးရမယ်ဆိုရင်ဒီတော့ဒီရွေးမဲ့ရွေးမဲ့တုံးဦးတယ်မှာရွေးမဲ့ခုနကပြောတဲ့တပတ်မတုံးဦးတော့ကိုကဘယ်ဟန်နဲ့ပို့ပြီးတော့အဆင်ပြေမလဲဘယ်ဟန်နဲ့ပို့ပြီးတော့ဟိုပို့ပြီးအန်ကိုက်မလဲဆိုတဲ့ဟာမျိုးပေါ့နော်တေချာဆုံးဖြတ်တာပို့ပြီးတော့ကောင်းတာပေါ့နော်ဟုတ်ကလေးကြံပြရပါဟုတ်ကဲ့